အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကြသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Brazil ဘောလုံးဖွဲ့ချုပ် FA ကနေလာမယ့်နှစ်အတွင်း Brazil ပြိုင်ပွဲတွေမှာနိုင်ငံတကာက VAR အဆင့်ရှိတဲ့ဒဏ်ယူကြီးတွေကိုခေါ်ယူသွားဖို့သူတို့ဘက်ကပြင်ဆင်ရရှိတယ်လို့ဆိုလိုက်တယ်အထူးသဖြင့် Brazil ဘောလုံးဖွဲ့ချုပ် CBF ကနေပြည်တွင်းကဒဏ်ယူကြီးတွေရဲ့အရေးသွေးဟာအမတန်ကိုနှိမ့်ကျလွန်ပြီး VAR ဒဏ်ယူကြီးတွေရဲ့တိကျမတိကျတဲ့အခြေအနေတွေကြောင့် ဥရောပပြင်ပနဲ့နိုင်ငံတကာက VR ဒဏ်လူကြီးတွေကိုခေါ်ယူသွားဖို့သူတို့ဘက်ကပြင်ဆင်ရရှိတယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့ဥရောပဘောလုံးပွဲချုပ် UEFA ကိုအဓိကချိန်ချောက်နေတဲ့ Super League ကသူတို့၈လတာဆွေးနွေးခဲ့ပြီးမှ Super League အနေနဲ့ နောက်ဆုံး offer တစ်ခုကို Champion League ကို offer ပေးခဲ့ပါတယ်။အဲ့ Champion League ပြိုင်ပွဲကိုသူတို့ပုံစံတူအနေနဲ့2020ခုမှာကျင်းပမှာဖြစ်ပေမဲ့ဒီပြိုင်ပွဲမှာပြိုင်ပွဲဝင်ကိုဝင်ရောက်ရှင်ပြိုင်တဲ့အသင်းတွေအတွက် American Dollar တန်း300လောက်ထိဝင်ကြေးပေးသွားဖို့ရှိပြီးတော့ ပိတ်တက်တွေနေနဲ့လဲ streaming channel တွေ platform တွေကနေအခမဲ့ကြီးရှုခွင့်ကိုသူဘက်ကပေးသွားမှာဖြစ်ကြောင်း Champion League နဲ့အပိုင်းဒီပြိုင်ပွဲအတွက်ကို UEFA ကိုသူဘက်က offer လုပ်ခဲ့တာဖြစ်တယ်။ Paris Saint-Germain အသင်းကတော့ဒဏ်ရာရနေတဲ့ Joao Neves ကို ပေါ်တူဂီလွေစင်အသင်းကခေါ်ယူလိုက်တဲ့အပေါ်ကိုဒေါသထွက်လျက်ရှိတယ်ပေါ်တူဂီလွေစင်အသင်းကဂျောင်နက်ဗက်ကိုသူတို့ရဲ့ World Cup Qualifying အတွက်ထည့်သွင်းလိုက်တဲ့ပေါ်စိတ်ပြက်လျက်ရှိပြီးတော့ September 18ရက်နေ့တည်းကကစားပွဲမရတဲ့သူ့ကိုပေါ်တူဂီကပြန်ခေါ်ထားတာဖြစ်တယ်ဘာဆိုနာအသင်းရဲ့လူငယ်ကစားမားယမားတယောက်ဒဏ်ရာပြဿနာကြောင့်နှစ်ပတ်နဲ့သုံးပတ်ကြာနားရမှာဖြစ်ပါတယ်ဒီစားမားလေးကဒဏ်ရာပြဿနာကြောင့်ပဲ Sevilla နဲ့ကံမဲ့ပွဲအပါအဝင် Spain နဲ့ Euro 2ပွဲလဲလွဲချော်မယ် အပြင် international break အပြီးကရှိတဲ့ La Liga ပွဲစဉ်ဖြစ်တဲ့ Girona ပွဲအပါဝင် Champions League Olympiacos နဲ့ပွဲစဉ်တွေပါလွဲချော်ပြီး El Clasico ပွဲကိုပဲ target ထားနေတယ်လို့ဆိုထားပါတယ် Barcelona အသင်းမှာတော့သတင်းကောင်းအနေနဲ့ Rafinha နဲ့ Firmino international break အပြီးမှာပြန်လာမှာဖြစ်တယ်နယောက်စလုံးဒံယာကတက်တာလာပြီးဒီနှစ်ပတ်ကြာအတွင်းမှာတော့အချိန်မီပြန်ကစားနိုင်ပြီး ဂျီရိုနာနဲ့ပွဲပါဝင်နိုင်ပွဲရှိတယ်လို့ဆိုပါတယ်ဘာဆိုနာကရီယယ်မက်ဒရစ်တင်းတဲ့အတူစူပါလိပြိုင်ပွဲရဲ့အဓိကဦးဆောင်သူဖြစ်ပေမဲ့နောက်ဆုံးမှာတော့သူတို့စူပါလိပြိုင်ပွဲကနေထွက်လိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်တဲ့အတွက်လက်ရှိမှာရီယယ်မက်ဒရစ်တင်းနဲ့သာခြံရှိတော့တာပါဂျာဗီလွန်ဆိုကတော့နေရာမရဖြစ်နေတဲ့အန်ဒရစ်အတွက်သူ့ရဲ့အခွင့်အရေးတေချာပေါက်ရရှိမှာဖြစ်ကြောင်းနဲ့မကြာမီမှာဒီကစားသမားတွေအားလုံးအခွင့်အရေးကိုစီ ရရှိသွားဖို့အတွက်သူဘက်ကအကောင်းဆုံး rotation ပြုလုပ်သွားဖို့ရှိကြောင်းဆိုပါတယ်။ Real Madrid အသင်းကခုလက်ရှိမှာသူတို့ကစားသမားတွေကို လေကြပုံစံနဲ့ဒံရရခင်းစင်အောင်အစွမ်းကုန်ကြိုးပမ်းလေရှိတယ်ကလပ်ဘက်က international ပွဲစဉ်တွေခြေစပွဲတွေကြောင့်ပွဲပတ်မှုဒဏ်တွေမရှိအောင်ကစားမတွေကိုတတ်နိုင်သမျှ rotation ပုံစံကိုဒီယာဒီမှာတောက်လျှောက်သုံးသွားမှာဖြစ်တယ်လို့ဆိုပါတယ်ဘိုင်လီဘကူစင်က Argentina ကွင်းလေကစားမ Equatorial Plasio ကိုတတ်တန်းထပ်တိုးလိုက်ပါတယ် Argentina ကွင်းလေကစားမ Plasio ကို Liverpool စင်က2000 30ခုနှစ်တီကာလရှိကြသက်တမ်းထပ်တိုးခဲ့တာပါဘိုင်မြူနစ်အသင်းကလည်းသူတို့အသင်းရဲ့ကိုယ်သမားကြီးမောင်ဝင်နော်ယာကိုထပ်ပြီးသက်တမ်းထပ်တိုးမှာပါဂျာတီကိုမှာစာချုပ်သက်တမ်းကုံဆုံးမဲ့နော်ယာကိုဘိုင်ယန်က နောက်ထပ်ကာလရှိကြနှစ်နှစ်သက်တမ်းထပ်တိုးဖို့ပြင်ဆင်နေရှိပါတယ်ဘရီရှာတော့မန်အသင်းမှာအဆင်မပြေဘဲဖြစ်ပြီးနေရာပျောက်ဆုံးနေတဲ့ဂျိုးဘာလင်ဂန်ရဲ့လက်ရှိအဖေဖြစ်သူက သူ့သားပွဲထွက်ခွင့်အခြေအနေကိုစိတ်ပြက်လေရှိပြီးတော့ဒီနီးပြနီကိုကိုဗက်လက်အောင်မှာကစားခွင့်မရတဲ့ပေါ်ကိုတောက်လျှောက်ဝေဖန်မှုတွေပြုလုပ်လျက်ရှိကြောင်းဆိုထားပါတယ်။ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA ကနေဟိုတနေ့က UEFA လို့ပဲသူရဲ့ဆုံးဖြတ်ချက်ကိုချမှတ်လိုက်တယ်။အဲဒါကတော့ Israel နိုင်ငံရဲ့ဘောလုံးအသင်းဒီအားလုံးကို နိုင်ငံတကာပြိုင်ပွဲကနေပိတ်ပင်သွားဖို့အစီအစဉ်မရှိကြောင်းနဲ့အစ္စရေးက UEFA ရဲ့ဆုံးဖြတ်ချက်လိုပဲ FIFA ရဲ့ပြိုင်ပွဲတွေမှာဆက်ပြီးဝေရောက်ရှင်ပြိုင်ခွင့်ရှိမှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ Manchester United အသင်းရဲ့နီးပြ Ruben Amorim ကကလပ်အသင်းကနေ ထွက်ခွာသွားဖို့ဆန္ဒမရှိကြောင်းနဲ့ယာရုကလည်းနှုတ်ထွက်သွားမှာမဟုတ်ဘူးလို့ဆိုတဲ့ဆန္ဒလက်နက်ပွဲမှာရလက်ဆိုးခဲ့ရင်တောင်မှစာချီရက်ကလစ်ကဆက်ထားမယ်ဆိုတဲ့အတွက်ကြောင့်ရူပင်အမရွန်ကမန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူယာတီကုန်တီအသင်းမှာဆက်ရှိဖို့ရှိနေတာပါမန်ယူနိုက်တက်ကတကယ်လို့များယာတီကုံမှာအပြောင်းလဲလုပ်ခဲ့ရင်တော့အရင်ဘရိုက်တန်ရဲ့အီတလီလူမျိုးနီးပြရောဘတ်တိုဒီဆာဗီကိုသူတို့ဘက်ကပြစ်မှတ်ထားလေရှိတယ်။ဒီနေရာမှာအိုလီဂနာဆိုရှာယောအိုလီဗာကလက်စနာတို့နီးပြတွေလည်းပါဝင်နေပြီးတော့ ဒက်ဇာဗီကတော့ United သဘောကျတဲ့နီးပြတယောက်ဖြစ်ပြီးမာဆေးအသင်းရှိကခေါ်ယူဖို့စံနာရှိနေတာပါ Manchester United အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်နေတဲ့ Joshua Jackson ကို AC Milan အပါအဝင် Juventus နဲ့အသင်းအများစုကတောက်လျှောက်ဆက်သွယ်ထားတယ်။သူပြင် Joshua Jackson ကစောင်းရာသီမှာကလပ်ကထွက်ပြီးတော့ ပွဲထွက်ခွင့်ရနိုင်မဲ့အသင်းတစ်သင်းကိုပြောင်းရွှေ့ဖို့ပြင်ဆင်နေတဲ့အကြောင်းဖော်ပြထားပါတယ်။တစ်ဖက်မှာ Sex Fabricate က Joshua Zessi ကိုကိုမိုအတွက်အငှားခေါ်ယူဖို့စာနာရှိကြောင်း ESPN ကဖော်ပြလာပါတယ်။ Arsenal ကဘခါယိုဆာကာကိုတက်တန်းတိုးနိုင်တော့မယ်။ Saliva ကိုတက်တန်းထပ်တိုးပြီးတဲ့အချိန်မှာ Julian Timber ရဲ့စာချုပ်တစ်ကိုစတင်ဆွေးနွေးနေပါတယ်။2028မှာစာချုပ်တက်တန်းကုန်ဆုံးမဲ့ Julian Timber ကို Club ကက2000 30ခုနှစ်တည်ရှိမယ်နောက်ထပ်နှစ်နှစ်ထပ်တိုးပြီးတော့2030ထိ brand new 5နှစ် contract ကိုစတင်ဆွေးနွေးနေတာဖြစ်တယ် Arsenal သင်းရဲ့နောက်ခံလူ Piero Hinkepi တယောက် international break အပြီးမှာပြန်လာမှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။ဒဏ်ရာပြဿနာအနှဲငယ်ရှိနေတဲ့အတွက်သူ့ကို risk မယူခြင်းနဲ့အတွက် international break အပြီးမှာပြန်လာဖို့ကြိမ်းမထားရတယ်လို့ဆိုပါတယ်။ ဤတဝန်နေရီတယောက်ကလပ်မှာပွဲထွက်ခွင့်ရဖို့အတွက်အခွင့်အရေးရှိမှာ ဖြစ်ကြောင်းအထက်ထက်ကအတည်ပြုထားပါတယ်။မာတင်အိုဒီကအင်ဂျူရီဖြစ်တဲ့နောက်ဤတဝန်နေရီနှစ်ပွဲထိထိပါဝင်ခင်ရခဲ့တာဖြစ်ပြီးတော့ဒီစားမလေးကလည်းဒီနေ့မှသူ့အနေနဲ့ပွဲထွက်ခွင့်ရဖို့ခွင့်ရများစွာရှိကြောင်းနဲ့သူ့ကိုအသုံးပြုသွားဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ Chelsea တင်းကအခု Club World Cup ရဲ့ပွဲစဉ်တွေချောင်းပဲဒါသူတို့ကစားမ return တောက်လျှောက်ရနေတဲ့အကြောင်းကိုနီးပြအန်ဆိုမာဆက်ကထုတ်ဖို့ပြောကြားလာတယ်။ PSG အသင်းကိုကြေ ိလိုက်သူတို့လည်းဒဏ်ရာပြဿနာတွေအများကြီးရှိတယ်အထူးကားကကစားမားတွေလူရာတီမှာအနာယူခွင့်မရပဲပွဲတွေဇက်တိုက်ကန်တဲ့အကျိုးကျေးဇူးကြောင့်ပါရီစင်ဂျာမိန်လိုပဲအခုကျွန်တော်အတင်းလဲ ီတန်ရာပြဿနာတွေရင်ဆိုင်နေရတာဖြစ်ပြီး club world cup ပြိုင်ပွဲရဲ့ effect တွေဖြစ်တယ်လို့သူကဆိုပါတယ်ချက်စီတင်က juventus အသင်းရဲ့နောက်ခံလူ prima ကိုဆက်သွဲထားတယ်အသက်28နှစ်ပဲရှိတဲ့ brazil နောက်ခံကစားမကို chelsea ကတောက်လျှောက်သဘောကျနေတယ်ပြောင်းရွှေ့ကြီးကတော့ယူရို360လောက်နဲ့ရနိုင်ပြီးတော့ချက်စီးက1000ဒီမှာခေါ်ယူမဲ့ခန်းစစ်တွက်သူ့ကိုပြစ်မှတ်ထားနေတာဖြစ်တယ်။ဒီဘက်မှာချက်စီးအသင်းကရွန်နယ်အာဟူဟိုနဲ့ဒီဘက်ကမာဂဟီရိုနှစ်ယောက်ကိုလည်းတောက်လျှောက်ဆက်သွယ်ထားတယ်။ဒီလာမှာ နှစ်ယောက်ဆုံးကိုနွေရာသီမှာချက်စီကခေါ်ချင်နေပြီးလစ်ပါဘူးနဲ့အပြိုင်ခေါ်ယူရပွဲရှိကြောင်းဆိုပါတယ်ထော်နာဟော့စပါအသင်းကစာချုပ်တက်တန်းနောက်ဆုံးနှစ်ကိုရောက်တဲ့ကွင်းလေကစားမရူဒရီဂိုဘန်တန်ကိုကိုကာလာရှိချာတက်တန်းထပ်တိုးလိုက်ပါပြီစပါအသင်းကသူ့ကို2026ကနေ2030ခုနှစ်ထိရှိမယ် နောက်ထပ်ကာလရှည်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်။ထော်တန်ဟော့စပါအသင်းကအခုလက်ရှိမှာသူတို့အသင်းရဲ့ဒဏ်ရာပြဿနာတွေကိုသူတို့ဘက်ကတောက်လျှောက်စီးစစ်နေပြီးတော့ကစားမတွေဘာကြောင့်မကြာခဏဒဏ်ရာရလဲဆိုတာကိုအကောင်းဆုံးအဖြေရှာရရရှိကြောင်းနဲ့ထော်တန်ဟော့စပါရဲ့စီးပွဲကတိတက်ပူကောင်းတဲ့ ုသမှုတွေနဲ့ကစားမတွေအပြန်ဆုံးတတ်တာနိုင်မဲ့နီလာနေကိုရှာဖွေလျက်ရှိကြောင်းဆိုပါတယ်ဖက်ကွာဒီယိုလာကရူဒရီတယောက် ACA injury ကြောင့် recover ပြန်ဖြစ်ဖို့ခက်ခဲနေတဲ့အကြောင်းကိုသူကဝန်ခံလိုက်တယ်ကစားမတယောက်အကောင်းဆုံးပုံစံကနေတနည်းတတိကစားကွင်းမရတဲ့အချိန်မှာသူ့အနေနဲ့အဆအဆရာရာပြောင်းလဲသွားတယ်သူ့ရဲ့ body change ဖြစ်သွားတယ်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ return တွေအားလုံး change သွားပြီး ဒါလေးအားလုံးကိုအရင်လိုပြန်ရဖို့အချိန်အနည်းငယ်လိုအပ်ပြီးတော့အဲ့အချိန်အတွင်းမှာ root tree ပြန်လာနိုင်လိမ့်မယ်လို့ဆိုလို့လက်ရှိမှာ root tree ရဲ့လက်ရှိအနေအထားကို Guardiola ကကာကွယ်ပြောကြားထားတာပါ Manchester City သင်းကသူတို့ရဲ့တောင်ပိုင်းကစားမ7 new ကိုတတ်တန်းထပ်တိုးပါတယ်2032ခုနှစ်ထိ နောက်ထပ်6နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးတော့ရီယာတီမာထော်တန်ကိုပြောင်းမယ်ဆိုတဲ့သတင်းတွေကိုပေချပြီးတော့တက်တန်းထတ်တိုးခဲ့တာဖြစ်တယ်။စီတီနေနဲ့အခုအန်ထွန်ဆမန်ညိုနဲ့ရူဒရီဂိုနှစ်ယောက်ကိုလည်းသဘောကျနေတယ်။ရီယာတီမာသူတို့ဘက်က ဘန်နာဒူဆီဘာနီယာအစားထိုးဖို့ရည်ရထားလို့စမန်ညိုးရဲ့ဒီဘက်ကရိုဒရီဂိုအပြင်မိုက်ခဲအိုလီဆေကိုပါသဘောချပြီးတော့လာမယ့်နွေရာသီမှာတေဂျာပေါ့တောင်မန်တယောက်ခေါ်ယူဖို့ပြင်ဆင်နေတာပါလီဗာပူးတင်းကမိုက်ခဲအိုလီဆေကိုရယ်မက်ဒရစ်နဲ့အပြိုင်ယူရိုတန်100လောက်ထိ သုံးသွားပွဲရှိကြောင်းဆိုထားတယ်မန်ချက်စတာစီးတီးချယ်ဆီလီဗာပူးနဲ့မက်ဒရစ်အပါအဝင်တော်တော်များများအသေးနေကဘိုင်းမြူးနစ်ရဲ့တောင်မန်ကစားမကိုလိုချင်ပြီးတော့ တန်တရာလောက်ထိလီဗာပူးကသုံးဖို့ပြင်ဆင်နေရှိတာပါလီဗာပူးရဲ့နီးပြအာနီစလိုက အသင်းရလက်ပိုင်းဆိုးနေသလိုခနာတီရဲ့ကွန်ထရက်ကသူ့ရဲ့ခြေစွမ်းပိုင်းယုံကန်ရမှုကိုကာကွယ်ခဲ့ပြီးနောက်ပိုင်းပွဲတွေမှာယုံကန်ရတာပံပေမဲ့သူတယောက်တည်းမဟုတ်ဘူးတသိန်းလုံးရဲ့အမားသာဖြစ်ကြောင်းနဲ့ အီဘရာဟီမာခနာတီလဲအိုက်ထဲမှာအစိပ်ပိုင်းတစ်ခုအနေနဲ့ပါရွေမှုတွေဇက်တိုက်ကျူးလွန်နေတဲ့အကြောင်းသူကဝန်ခံလိုက်ပါတယ်လီဗာပူးတင်းကအန်တီရိုဘင်ဆန်ကိုတတ်တမ်းမတိုးပဲထွက်ခွာခွင့်ပေးဖို့ပြင်ဆင်လျက်ရှိတယ်ရာဒီကုံမှာစာချုပ်တတ်တမ်းကုံဆုံးမဲ့ဘယ်နောက်ခံကစားမှအန်တီရိုဘင်ဆန်ကိုလီဗာပူးက လမ်းခွဲပွဲရှိပြီးတော့နွေရာသီမှာသူကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်သွားဖို့ရှိတာပါ။အိုလီဗာကလက်စနာကခရစ်စတီပီလစ်ကကန်လန်နဲ့နောက်ဆုံးစာချုပ်တစ်ကိုပယ်ချထားတယ်။အခုလောလောဆယ်အနေထားအရအိုလီဗာကလက်စနာအနေနဲ့ပယ်လစ်နဲ့အနာဂတ်ကိစ္စကိုမဆွေးနွေးသေးပေမဲ့ဒါအော်စတြီးယားနီးပြားက အသင်းကြီးတစ်သင်းကိုပြောင်းသွားနိုင်ဖွယ်ရှိလို့ United ကသူ့ကိုစိတ်ဝင်စားလေးရှိကြောင်းဖော်ပြနေပါတယ်။ Newcastle United ကခေါ်ထားတဲ့ Yuan Wissa ကလည်းတံရရီစတိုက်ရပြီးတော့နောက်ထပ်3ပတ်နဲ့4ပတ်ကြာထပ်ပြီးနားရမယ်။ဈေးကွက်နောက်ဆုံးနေ့မှာခေါ်ထားပေမဲ့လက်ရှိချိန်ထိတံရရနေတဲ့ Wissa တယောက်ဒုတိယအကြောင်းပဲနောက်ထပ်3ပတ်လောက်ထိထပ်ပြီးနားရအောင်မှာဖြစ်တဲ့ Newcastle United က Arsenal နဲ့ပွဲတုန်းကရရှိခဲ့တဲ့နောက်ခံကစားမ Tino Liberamento က10ပတ်ထိအနားယူရမှာဖြစ်ကြောင်းတရားဝင် ီညာခဲ့ပြီးသူကိုလည်းဆုံရှုံကြောင်းအတည်ပြုထားပါတယ်။တစ်ဖက်မှာတော့ Northern Forest တင်းရဲ့ပိုင်ရှင်ဖြစ်သူက Ange Postecoglou ကိုကိုရလက်တွေကောင်းမွန်အောင်ဆွမ်းဆောင်နိုင်ခြင်းမရှိဘူးတိုးတက်အောင်မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ယာဒူးကထုတ်ပယ်သွားဖို့သူဘက်ကတုံဆိုင်နေမှာမဟုတ်ဘူးလို့သူဘက်ကအတည်ပြုကြေညာလိုက်ပါတယ်။ဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအားကြတဲ့မှာအားလုံးကျေးဇူးပါတယ်။